gaming accessories တွေကဈေးကြီးရယ်ပေါ့နော်။ထားပါတော့ကျွန်တော်တို့ accessory တစ်ခုခုမှာ gaming ဆိုတဲ့နာမည်လေးတွဲပါသွားလိုက်ရင်ဈေးကမြောက်တက်သွားဟိုလုံးဝဟိုးပေါ်ရောက်သွား gaming keyboard လား gaming mouse လား gaming headphone လား gaming phone လား gaming pc လား gaming laptop လားအစရှိစီမြေပေါ့ဒါပေမဲ့ထုံးစံတစ်ခုရှိတယ်။ tech လောကမှာတစ်ခုခုကဈေးကြီးလာပြီဆိုရင်တယုတ်ကြီးနဲ့စတွေ့ရတာပဲ။တယုတ်တည်းကအတူလိုက်ထုတ်တယ်ဈေးလိုက်ဖြုတ်တယ် အဲဒီနေ့မှာတော့ဈေးဖြုတ်ခံလိုက်ရတဲ့ gaming keyboard industry အကြောင်းကိုပြောရင်းနဲ့ဒီ Mad Lion ဆိုတဲ့ကုမ္ပဏီရဲ့ Mad 68 HE ဆိုတဲ့ကောင်ကိုကျွန်တော် review လုပ်ပေးမယ်။ဆိုတော့ဒီနေ့ review အတွက်ကျွန်တော်ကိုဒီ keyboard လေးကို Harmonix Gadget and Accessories ကနေပြီးတော့ပံ့ပိုးပေးထားပါတယ်။ဆိုတော့ကျွန်တော်တို့ page ရဲ့ link လေးကိုကျွန်တော် description ထဲမှာ mention လေးခေါ်ပေးထားမယ်။အဲ့ဒီမှာတောင်းဝယ်လို့ရရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီ ကီးဘုတ်ကိုလက်ဆောင်ပေးလိုက်ပါเนาะကျွန်တော်ပြန်ပေးစရာမလိုဒါပေမဲ့ဒီဗီဒီယိုမတင်ခင်ကိုတော့တို့အာကြည့်ခွင့်မရဘူးပေါ့ဒါကျွန်တော်တို့ပြောချင်တာပြောမှာကောင်းတာလည်းပြောမယ်ဆိုးတာလည်းပြောမယ်အဲဖောင်းလေးလေးနည်းနည်းထုမယ်ပေါ့ဗျာအဲ့ဒါမျိုးကိုသဘောကျပစ္စည်းလက်ကားရတာကိုသဘောကျတာမဟုတ်ပြောချင်တာပြောလို့ရတာဖောင်းထုလို့ရတာကိုသဘောကျတာကိုပြောတာဆိုတော့ဒီကီးဘုတ်ကခင်ဗျားတို့အဲ့ဒီအတန်ကိုကြားလို့ရှိရင်အာမက်ကနီကယ်ဂေးမင်းကီးဘုတ်ဘာများထူးဆန်းလို့လဲအဲ့လိုပြောလိုက်မယ် ဒါပေမဲ့ဒီ keyboard က mechanical gaming keyboard မဟုတ်သူ့ကို magnetic gaming keyboard ဒါမှမဟုတ် hall effect switch တုံးထားတဲ့ gaming keyboard အလိုပြောပြရလိမ့်မယ် mechanical နဲ့ဒီ magnetic နဲ့ကဘာများကွာတာလဲအဲ့ဒါလေးကိုနည်းနည်းရှင်းပြကျွန်တော်တို့ပုံမှန် mechanical keyboard တွေဆိုလို့ရှိရင်သူတို့ရဲ့ actuation point ဆိုလို့ရှင်ကခလုတ်တစ်ခုကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီခလုတ်မိသွားတဲ့နေရာအဲ့ဒီနေရာကဒီခလုတ်ကို မနှိပ်ထားတာရဲ့အဆုံးထိဖိထားတာရဲ့အဲ့နှစ်ခုကြားထဲကအလေလောက်မှရှိတယ်။ထားပါတော့ key travel က4 mm ရှိတယ်ဆိုလို့ရှိရင်သူ့ရဲ့ actuation point ဒီ2 mm တဝက်လောက်မှရှိတယ်။နည်းနည်းလေးပဲနှိပ်မယ်ဆိုရင်ဒီခလုတ်ကိုသူကနှိပ်တယ်လို့ register မှဖြစ်ဘူး။အဆုံးထိလည်းဖိစရာမလိုဘူး။အဲတော်တော်တော်ပေါ့နော်60ရာခိုင်နှုန်း80ရာခိုင်နှုန်း80ရာခိုင်နှုန်းအဲ့လောက်ထိထိလိုက်ပြီဆိုလို့ရှိရင်တော့ခလုတ်ကမိတယ်ဆိုတော့သဘောတက်ရောက်တာပေါ့။ကျွန်တော်တို့ပုံမှန် mechanical gaming keyboard တွေမှာတချို့ switch တွေမှာဆိုလို့ရှိရင် ဥပမာ tactile switch တွေတို့ clicky switch တွေတို့ဆိုလို့ရှိရင်အလယ်နားလောက်မှာတို့က audible feedback လေးတခုပြန်ပေးတယ်အတန်တခုပြန်ပေးတယ်ပေါ့နော်လက်ကနေလဲခံစားရတယ်အဲ့ဒီ tok tok ဆိုရဲ tok tok ဆိုရဲဟာလေးအဲ့ဒါလေးက actuation point မိသွားပြီထိသွားပြီဆိုတော့ဘူးတို့ကအတန်နဲ့တော့လကောင်းခံစားချက်နဲ့တော့လကောင်းကိုယ့်ကို feedback ပြန်ပေးတာပေါ့အဲ့ဒီကောင်တွေကကျတော့အဲ့လိုမျိုးတွေမဟုတ်ဘူးဒီကောင်တွေကတော့ linear keyboard တွေဆိုလို့ချင်တာကခလုတ်ကိုနှိပ်လိုက်ရင်ဘယ်နေရာမှာမှအဖုတွေအထစ်တွေအာခံစားရမှာမဟုတ်ဘူးပေါ့နော် လုံးဝထောက်လျှောက်အညီပဲ ဆိုတော့ဒီ magnetic keyboard တွေက mechanical keyboard တွေနဲ့ဘာကွာသလဲဆိုတော့ခင်ဗျားတို့နားလည်လွယ်အောင်အရှင်းဆုံးပြောပြမယ်ဗျာကျွန်တော်တို့ PS4 PS5 cloud တွေမှာဆိုလို့ရှိရင် L1 L2 ဒီဒါရိုးရိုး cloud ပေါ့နော်အာ digital cloud ပေါ့ဒါပေမဲ့ L2 နဲ့ R2 နဲ့အဲ့ဒီအနောက်ကောင်ကကျတော့ trigger လေးဆိုလိုချင်တာကသူ့ကိုနည်းနည်းလေးပဲနှိပ်ရင်လည်းရတယ်အများကြီးနှိပ်ရင်လည်းရတယ်ဂျားထဲမှာသူ့ရဲ့ range of motion အများကြီးရှိတယ်ပေါ့ ဥပမာအဖြစ်ကားမောင်းတဲ့ဂိမ်းတွေဆော့မယ်ဆိုလို့ရှိရင်အာတူးကိုနည်းနည်းလေးဖိထားလိုက်ရင်လီဗာနည်းနည်းလေးပဲနင်းမယ်အာတူးကိုအဆုံးထိဖိထားလိုက်ရင်လီဗာအဆုံးထိနင်းမယ် L2 ကိုဖြည်းဖြည်းလေးနှိပ်ထားရင် break နည်းနည်းလေးနင်းမယ် L2 ကိုအဆုံးထိဖိထားရင် break အများကြီးနင်းမယ်အဲ့လိုမျိုး input လုပ်လို့ရတာကို analog input လို့ခေါ်တယ်ဆိုလိုချင်တာသူ့မှာတုံညနဲ့တင့်နဲ့ခလုတ်ကိုနှိပ်တာနဲ့မနှိပ်တာနဲ့ပဲရှိတာမဟုတ်ဘူးသူ့မှာ range of motion အများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ပုံမှန် computer keyboard တွေကသူတို့မှာခလုတ်ကိုနှိပ်တာရယ်မနှိပ်တာရယ်နှစ်မျိုးပဲလာတယ် ခလုတ်ကိုဒီ extraction point ကိုမထိသေးသေးရဲကသူ့ကိုနှိပ်တယ်လို့သဘောမတက်ရောက်ဘူးဖိချလိုက်လို့ extraction point ကိုကြော်သွားပြီဆိုလို့ရှိရင်တော့သူ့ကို okay ငါ့ကိုနှိပ်လိုက်ပြီငါနှိပ်လိုက်ပြီငါနှိပ်ခံလိုက်ရပြီဆိုတော့အဲ feedback ကိုသူတို့ပြန်ပေးတယ်0ရဲ့1ရဲ့နှိပ်တယ်မနှိပ်တယ်နှစ်မျိုးပဲရှိတယ် magnetic keyboard မှာအဲ့လိုမျိုးမဟုတ်ဘူး तू က analog ဖြစ်သွားတယ်သူ့ကိုနည်းနည်းလေးပဲနှိပ်နေသလားသူ့ကိုအများကြီးနှိပ်နေသလားအဲ့ဒါကို तू sense လုပ်နိုင်တယ်ကျွန်တော်တို့ gaming controller တွေရဲ့ l2 တွေ r2 တွေကိုတော့ရှိသမျှ အာခလုတ်တွေအကုန်လုံးမှတက်ထားလိုက်သလိုပဲမင်းရလေကွာခလုတ်ကိုတသေးလေးနှိပ်တာနဲ့အများကြီးနှိပ်တာနဲ့ဘာကွာလဲဆိုတော့ချိန်လို့ရတော့ဘာများထူလဲပေါ့နော်ငါတို့ကခလုတ်ကိုနှိပ်တာရေမနှိပ်တာရေပဲစိတ်ဝင်စားတာလीဂျားတွေက motion တွေစိတ်မှမဝင်စားတာဆိုတော့အဲသူ့မှာဟွက်ကွက်ကလေးတွေရှိတယ်ကျွန်တော်တို့ mechanical keyboard တွေမှာ extrusion point ကိုအလဲလောက်ပဲထားလို့ရတယ်လို့ပြောတယ်မလားဒီကောင်ကကျတော့အဲ့လိုမဟုတ်ဘူးဒီကောင်ကကျတော့ခလုတ်ကိုနည်းနည်းလေးပဲထိုင်ုံလေးနဲ့နော်နည်းနည်းလေးပဲ လေလေတင်ယုံလေးပဲတင်ယုံလေးနဲ့မိအောင်လုပ်ချင်လားဒါမှမဟုတ်အဆုံးထိဖိချလိုက်တော့မှမိအောင်လုပ်ချင်လားကိုယ့်ရဲ့ preference နဲ့ကိုရွေးလို့ရတယ်အဲ့ဒါနေမဲမဟုတ်ဘူး तू ကခလုတ်တစ်ခုချင်းစီမှာပါ ပါကီးဆက်တင်ထားလို့ရတယ်ထားပါတော့ WASD ကတော့ကျွန်တော်တို့ဟွာဖြစ်ချင်တယ်ပေါ့အမ် sensitive ဖြစ်ချင်တယ်နော်ဘာလို့ WASD နဲ့ကျွန်တော်တို့ကလှုပ်ရှားရမှာဘူးဒါပေမဲ့ enter တို့ delete တို့ escape တို့အဲ့အဲ့လိုခလုတ်တွေကိုကြတော့မှားနေမိမှာဆိုလို့အဆုံးထိ x-ray လုပ်တော့မှဒီကောင်ကိုခလုတ်ကို register လုပ်ချင်တယ် အဲ့ဒါမျိုးလောက်ထားလိုက်လို့ရသွားတယ်ပို့ပြီးတော့ customizable ဖြစ်တယ်ပေါ့နော်ပထမတစ်ချက်ကဒုတိယတစ်ချက်က response time response time ကအများကြီးစကားပြောတယ်ဥပမာအဖြစ်ကျွန်တော်တို့ competitive shooter တွေဆော့တဲ့သူတွေပေါ့နော်ကျွန်တော်ကတော့မဆော့ဘူးကျွန်တော်က cloud တစ်ခုနှိမ့်မယ်နှိမ့်မယ်ဆိုလို့ရှိရင် clock ကချက်ချင်းဖမ်းဆိုအောက်ကိုဝင်သွားတာမဟုတ်ဘူး slow motion လေးကြီးကြီးလိုက်နော်ကျွန်တော်တို့ cloud ကိုဒီလိုနှိမ့်လိုက်ရင်အင်းဖြည်းဖြည်းချင်းဝင်သွားပြီးတော့မှ action point ကိုထိသွားတာ ဆိုတော့လက်ကစလှုပ်လိုက်တဲ့အချိန်နဲ့ extrusion point ကိုမိသွားတဲ့အချိန်နဲ့ဂျားထဲမှာ millisecond နဲ့ချီတဲ့ delay ရှိတယ်။ဒါပေမဲ့ဒီကောက်မှာကျတော့လက်ကလေးတင်လိုက်ုံနဲ့မိသွားမှဖြစ်တဲ့အတွက်တွားရတဲ့ travel ကနည်းသွားတယ်။ပို့ပြီးတော့ကိုယ့်ရဲ့ response ကမြန်သွားတယ်။ဆိုတော့ response rate မြန်တဲ့အာသာချက်တစ်ခုလည်းရှိပြန်တယ်။ Okay ဒါနှိပ်တဲ့အပိုင်းနှိပ်တဲ့အပိုင်းပြီးတော့ကျွန်တော်တို့ cloud တစ်ခုကိုလွတ်တဲ့အပိုင်းကိုလည်းပြောဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ game တွေမှာဥပမာထားပါတော့ကျွန်တော်တို့ကနော်အာ Valorant ဆိုတဲ့ ကျွန်တော်ကဘယ်ညာလှုပ်ရှားနေအဲ့လိုဘယ်ညာလှုပ်ရှားနေတဲ့အချိန်မှာရန်သူတွေ့လိုက်တယ်โอเคရန်သူတွေ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရက်ပြီးတော့မှပြစ်လို့ရတယ်တွားနေနေပြစ်လို့ရှိရင် accuracy ကျမယ်လေဟုတ်တယ်မလားဆိုတော့ရက်ဖို့လိုတယ်ရက်ဖို့လိုတယ်ဆိုတဲ့နေရာမှာလဲပုံမှန် mechanical keyboard နဲ့ magnetic keyboard နဲ့ကွာတဲ့အချက်တည်းရှိတယ်ပုံမှန် mechanical keyboard မှာကသူ့ရဲ့ actuation point အလဲပေါ့နော်အဲ့ဒီအလဲလောက်ကိုမရောက်မချင်းကိုယ့်လက်ကလွတ်လေဥမာထားပါတော့80% 90%နှိမ့်မိနေတဲ့အချိန်မျိုးမှာ ဒီကောင်ကိုလွတ်တယ်လို့သူက register မလုပ်သေးဘူးအဲ့ဒီ90ရာခိုင်နှုန်း point ကိုကျော်သွားပြီဆိုတော့မှဩငါ့ကိုလွတ်လိုက်ပြီဆိုပြီးတော့သူကသိတယ် repetry ကကြတော့သူကလက်လေးနည်းနည်းလေးအပေါ်ပြန်မလိုက်တာနဲ့ extraction point အပေါ်ကိုပြန်မရောက်သေးလေဘယ်နေရာမှာမလိုက်မလိုက်ချက်ချင်းတန်းပြီးတော့ reset ဖြစ်တယ်ဆိုတော့နှိပ်တဲ့နေရာတွေနေမဟုတ်ဘူးလွတ်လိုက်တဲ့နေရာမှာလေဒီကောင်က response time ကပုံမြန်သွားစီတယ်ဆိုတော့ကနော်နှိပ်မယ်ဆိုရင်လည်းမြန်မယ်လွတ်မယ်ဆိုရင်လည်းမြန်မယ်အဲမျိုးမျိုးရွေးလို့ရတယ်ဒါရင်မဲလားဆိုတော့မဟုတ်သေးဘူးမပြီးသေးဘူး ဆိုတော့ကျွန်တော်တို့ကနှိမ့်ရတာလည်းပုံမြန်တယ်လှုပ်ရတာလည်းပုံမြန်တယ်နောက်ထပ်အာသာချက်တစ်ခုကဘာရှိသေးလဲဆိုတော့အာ snap tag ဒါမှမဟုတ်လို့ရှိရင်သူတို့ရဲ့အခေါ်အဝေါ်တွေက SOCD လို့ခေါ်တဲ့ feature လည်းပါတယ်အဲ့ဒါကြတော့ကျွန်တော်တို့ FPS game တွေမှာ strafing လုပ်တယ်ဘယ်ညာလှုပ်တယ်ပေါ့နော် AD 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 လှုပ်တယ်ပေါ့အဲအဲ့ဒီလှုပ်တဲ့နေရာမှာတကောင်ကအထောက်ကူဖြစ်အောင်လှုပ်ပေးတာသဘောတရားလေးတစ်ခုကိုကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့ဘယ်ဘက်ကိုသွားနေလဲနော်ဘယ်ဘက်ကိုသွားနေတဲ့အချိန်မှာဘယ်ဘက်ကိုမသွားကျင်တော့ဘူးကွာညာဘက်ကိုပြန်သွားကျင်တယ်ကျွန်တော်တို့ဘယ်လိုလုပ်လဲ ်ဘယ်ဘက်ကိုသွားမလဲဆိုကျွန်တော်တို့ A ကိုနှိပ်တယ်မသွားကျင်တော့ဘူးဆိုရင်လွတ်တယ်ညာဘက်ကိုပြန်သွားကျင်နေဆိုရင်ကျွန်တော်တို့ D ကိုပြန်နှိပ်တယ်ဆိုတော့အာဘဲကိုသွားနေရနေပြီးတော့ညာကိုသွားလိုက်ရတဲ့အချိန်မှာဂျားထဲမှာလှုပ်လိုက်ရတဲ့လုပ်ငန်းဆောင်တာက A ကိုလွတ်လိုက်ရတဲ့အချိန်ရဲ့ D ကိုနှိပ်လိုက်ရတဲ့အချိန်ရဲ့ delay နှစ်ခါဖြစ်တယ် snap tag နဲ့ဆိုရင်သူကအလိုမဖြစ်တော့ဘူး A ကိုဖိထားလိုက် A ကိုဖိထားလိုက်ပြီးတော့ကျွန်တော်တို့က D ကိုနှိပ်လိုက်လို့ရှိရင် A ကိုသူကတခါလေးလှုပ်ပေးလိုက်တယ်ဒီကိုလည်းနှိပ်ပေးလိုက်တယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ A ရဲ့ D ရဲ့နှစ်ခုတွဲနှိပ်ထားလို့ရှိရင်အာကိုယ့်ရဲ့ character ဘယ်ဟုတ်မှသွားမှာမဟုတ်တော့ဘူးလေဒီကောက်မှာအဲ့လိုမဟုတ်ဘူး A ကိုသွားနေတယ်အဲ့ဒီချိန်မှာ D ကိုနှိပ်လိုက်လို့ရှိရင်ကို character က A ကိုလွှတ်လိုက်ပြီးတော့ D ကိုတစ်ချက်နှိပ်လိုက်တယ်ချက်ချင်းရသွားတယ်အဲ့ဒါကကျွန်တော်တို့အဓိကဘယ် game မှာအသိသာဆုံးလဲဆိုတော့ counter strike မှာကျွန်တော်တို့ counter strike မှာအဲ့ဒီ mechanism ကို counter strafe လုပ်တယ်လို့ခေါ်တယ်။ဒါပါတော့ကျွန်တော်တို့က A ကိုနှိပ်နေတယ်ဘယ်ဘက်ကိုသွားနေတယ်ရက်ချင်တယ်ရက်ပြီးတော့ပြစ်ချင်တယ် Counter Strike မှာတခြားသော first person shooter တွေနဲ့မတူတာကသူက AO လွတ်လိုက်ယုံနဲ့ကိုယ့်ရဲ့ character ချက်ချင်းမရက်သွားဘူး။ဂျားထဲမှာ delay လေးနည်းနည်းရှိတယ်။အဲ့ဒါကိုမြန်မြန်ရက်သွားခြင်းလို့ရှိရင် D ကိုတစ်ချက်နှိပ်ပေးရတယ်။ counter ပြန်ထောက်ပေးရတယ်ဗောဗျာ။အဲ့လိုပဲအလားတူပဲ D ကိုနှိပ်ထားတယ်ညာဘက်ကိုသွားနေတယ်။ Okay ရက်လိုက်ခြင်းနဲ့ဆိုရင် D ကိုလွတ်လိုက်ယုံနဲ့မရက်သွားဘူး။နည်းနည်းလေးကြာတယ်။မြန်ခြင်းရင် A ကိုတစ်ချက်ပြန်နှိပ်မှရတယ်။ဒီကောက်မှာ snap tag နဲ့ဆိုတော့အလိုမလိုတော့ဘူး။ A ကိုလွှတ်လိုက်စရာမလိုဘူး D ကိုတစ်ချက်နှိပ်လိုက်တာနဲ့ကိုယ့်ကောင်ကတန်းရက်သွားလာဆိုတော့အာ character ချက်ချင်းရက်သွားတဲ့အတွက်ကိုယ့်ရဲ့ accuracy ကချက်ချင်းကောင်းပြီးတော့ကိုကချက်ချင်း headshot ပြစ်လို့ရတယ်ဆိုတော့ advantage ကအရင်ကြီးမှလုံးတယ်အဲ့ဒါကြောင့်မှုလို့လေအဲ့ဒီ snap tag ဒါမှမဟုတ် SOCD လို့ခေါ်တဲ့ feature ကို valve ကနေပြီးတော့ ban လိုက်ပြီဆိုတော့တုံးလို့တော့မရတော့ဘူးပေါ့နော်ဒါပေမဲ့ Valorant လို့ game မျိုးမှာတော့ သုံးလို့ရတယ်ဒါပေမဲ့ counter strike မှာလောက်တော့ advantage ကြီးကြီးမားမားမရဘူးပေါ့ဒါလောက်ဆိုလို့ရှိရင်ဒီ keyboard ကဘာလောက်တာလဲတခြားသော gaming keyboard တွေနဲ့ဘာကွာတာလဲဆိုတာကိုသိသွားပြီဆိုတော့ခင်ဗျားတို့စဉ်းစားကောင်းစဉ်းစားမိလိမ့်မယ်ပေါ့နော်ဟမ်ဒီ feature တွေက wooting ဆိုတဲ့ brand ကလောက်တာမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ဒီကောင်က like ခိုးချထားတာခိုးချထားတာမှာ feature တွေခိုးချထားတာမဟုတ်ဘူး design လည်းခိုးချထားတယ် ပိုးစိုးပစက်ကိုခိုးချထားတာနော်တော်တော်ကိုအချက်မရှိကိုခိုးချထားတာဟူတင်းကိုရင်းမဲ့ခိုးတာမဟုတ်ဘူးအဲအမ Mate 68 Pro ဆိုတဲ့ကောင်ကိုလည်း Nano 68ဆိုပြီးတော့ဒီကောင်ကလုံးလုံးထားသေးတယ်ပြောမှဆိုရင်ဒီကောင်တွေကကိုပိုင်တီထွင်မှုကို ရောင်းချတဲ့ကုမ္ပဏီမဟုတ်ဘူးပေါ့နော်သူများလုပ်ထားတဲ့ဟာတွေကိုဈေးတွေလိုက်ဖြုတ်တယ်ကလုံးလုံးပြီးတော့ရောင်းစားတဲ့ကောင်တွေဒါပေမဲ့လည်းတိရတိုင်းမှာကျွန်တော်တို့ကလည်းတိတ်လူချမ်းသာတွေလည်းမဟုတ်ကြဘူးလေကျွန်တော်တို့နိုင်ငံကလည်းဆိုတော့ ဒီလို keyboard လေးကအဲ့လိုမျိုးဈေးကြီးကြီးမှမှရမယ့် feature တွေကိုဈေးတက်တက်တက်တာနဲ့ရသွားတာပေါ့ဈေးကဘလောက်တက်တာလဲဆိုလို့ရှိရင်အခုလောလောဆယ် harmonics ရဲ့ရောင်းဈေးကဟောတဲ့လောက်ပဲရှိတယ်ဒီ keyboard ကโอเคဆိုတော့ဒီ keyboard အကြောင်းကိုကျွန်တော်တို့ဆက်ပြောအောင် feature ကိုပြောလိုက်တာဒီ keyboard နဲ့ပတ်သက်ပြီးဘာမှမပြောရသေးဘူး feature ကတော့ဘာမှတော့သိပြောနေကြမရှိဘူးသူ့ရဲ့တီဆောက်ပုံကရိုးရိုးရှင်းရှင်းပဲ plastic body ပဲနည်းနည်း cheap ဖြစ်တယ်လို့ခံစားရတယ် ေါ်တယ်ဒီဘက်မှာအာကျွန်တော်တို့ခွင်းလေးပါတယ်အဲ့မှာ handle လေးတက်ရှင်တက်လို့ရမယ်အပေါ်ဘက်ကဒီ key gap တွေကကျတော့ PPD key gap တွေသုံးထားတယ်အမဲရောင်ထဲမှာသူက legend ပြောမှဆိုစာသားကအာဒီပုံမှန် keyboard တွေလိုမျိုးပဲထားတယ်ပေါ့နော်အဖြူရောင် version မှာကျတော့သူရဲ့ legend စာသားတွေကအောက်ဖက်နားလေးကိုထားထားတယ်ဆိုတော့ keyboard ကိုဒီတိုင်းကြည့်လိုက်ရင်ပို့ပြီးတော့ clean ဖြစ်တဲ့ look လေးရလာပေါ့နော် ဆိုတော့အာ technical specification တွေထပ်ပြောရမယ်ဆိုရင်ဒီကောင်ကအာ wireless မဟုတ်ဘူး wire နဲ့ပဲကြိုးထိုးပြီးတော့သုံးအောင်မှာ USB C နဲ့သူရဲ့ဘူးထဲမှာတခါတယ်အာ USB C ကြိုးလေးပါတယ်ဗောနော်ပြီးတော့ဒီကောင်မှာ တခြားသော မတူတဲ့ variant တွေလည်းအများကြီးရှိတယ်ဥပမာအားဖြင့်အာဒီကောင်ဆိုလို့ရှိရင် non pro ဗောနော် non pro ကိုမှမှ RGB version max 68 HE RGB version ကိုမှအဖြူအာ pro version လည်းရှိတယ် Pro မဟုတ်တဲ့ YoYo version ကိုမှမှ RGB ပါမှာပါတဲ့ကောင်လည်းရှိတယ်ဆိုတော့ price range ကြီးကတော့အမျိုးမျိုးရှိသွားတာပေါ့ဆိုတော့ Pro နဲ့ Pro မဟုတ်တာနဲ့ကဘာတွေကွာသလဲဆိုတော့ scan rate တွေကွာသွားမယ်ဗျာပြောမယ်ဆိုပို့ပြီးတော့ response time ပိုကောင်းမယ်ပေါ့ပြီးတော့ magnetic switch တွေရဲ့ accuracy လည်းကွာသွားမယ်အာပြောမယ်ဆိုလို့ရှိရင်တော့ switch တွေလည်းမတူဘူးပေါ့နော်ပြီးတော့ case material လည်းကွာသွားမယ်ပြီးတော့ RGB position လည်းကွာသွားမယ်ဆိုတော့နည်းနည်းပတ်စံပို line နိုင်တယ်ဆိုလို့ရှိရင်တော့ pro version ကတော့ပိုကောင်းမှာပေါ့ เนาะဒါပေမဲ့ကျွန်တော်ကတော့အဆင်ပြေတယ်ဒါနဲ့ပဲโอเคဆိုတော့ဒီကောင်းနေ keyboard သုံးရတဲ့ experience ကဘယ်လိုနေလဲ နားတော့နည်းနည်းညီးတယ်အတန်း hollow နည်းနည်းဖြစ်တယ်အာ premium ဖြစ်တယ်ဆိုတဲ့ခံစားချက်ကတော့မရဘူးဒါပေမဲ့ serviceable ပေါ့နော်ဒီလောက်ဈေးမှာလည်းကျွန်တော်တို့အများကြီးသွားပြီးတော့အာဆော်ရကတက်နေလို့မရအောင်โอเคဆိုတော့သူ့ရဲ့ software experience ကဘယ်လိုနေလဲ အဲဒီအပိုင်းတွေကတော့မဆိုးဘူးပေါ့နော်ဒီကောင်ကကျွန်တော်တို့ပုံမှန်နောက်ပိုင်း gaming peripherals ရဲ့ထုံးစံအတိုင်းပဲသူ့မှာတသက် driver ရေးလို့ download လုပ်စရာမလိုဘူးကျွန်တော်တို့ website လေးတစ်ခုကိုသွားရမယ်ကျွန်တော်ဒီမှာ link လေးပြပေးထားတယ်အဲ့ link ကိုသွားလိုက်အဲ့ link ကိုသွားလိုက်ပြီဆိုလို့ရှိရင်သွား web driver ပေါ့နော်အဲ့မှာပဲဒီ acceleration point ရွေးတာတွေ rapid trigger functionality ဖွင့်တာတွေ socd ဖွင့်တာပိတ်တာတွေအဲ့ဒါတွေလုပ်ပေးလို့ရတယ်ပြီးတော့ rgb chain တာတွေရောပေါ့ဗျာ ဆိုပုံမှန်လေးလင်းပြောရရင်ကျွန်တော်ကဒီ gaming keyboard လောကမှာတော့တိတ်ပြီးတော့နှမ်းဆက်တဲ့သူတိတ်ပြီးတော့ကျွမ်းကျင်တဲ့သူမဟုတ်ဘူးဆိုတော့ကျွန်တော်မှာ context တွေတိတ်မရှိဘူးပေါ့နော်ဥပမာအဖြစ် wooding နဲ့ဒီကောင်နဲ့ဘာလို့ကွာမလဲ wooding နဲ့ဒီကောင်နဲ့တကယ်အစ်စ်နဲ့ဒီအတူနဲ့ရှင်လိုက်ရင်ဘလောက်တွေကွာပြီးတော့ဟိုကောင်ဘလောက်တွေပို premium ဖြစ်ပြီးတော့ဘလောက်တွေပို response တွေမြန်ပြီးတော့ဘလို့တွေပို့ကောင်းမလဲအဲ့ဒါကိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်သိတာကတော့ဒီလို feature set နဲ့ရတဲ့ gaming keyboard ထဲမှာဒီကောင်ကဈေးသက်သာဆုံးပဲ ဆိုဘာမှ bling bling နေလဲတိတ်မလို့ဘူးเนาะ fancy fancy တွေတိတ်မလို့ဘူး functionality ကောင်းတာပဲလိုချင်တယ် feature စုံလင်တာပဲလိုချင်တယ် fps game တွေအများကြီးဆော့တယ်ဆိုလို့ရှိရင်ဒီ mat 68 he ကခင်ဗျားတို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဘယ်လိုထင်လဲဘယ်လိုမြင်လဲဒီ keyboard ကိုတန်တယ်လို့ထင်လားအဘမလေကွာမလေးမဟုတ်ပါဘူးကွာလို့ထင်လားဒါမှမဟုတ်အာ snap tap feature ဒါမှမဟုတ် rapid trigger feature တွေနဲ့ fps game နေဆော့နေတဲ့ border တွေရှိသလား ခင်ဗျားတို့ရဲ့ experience တွေကိုလည်းအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညင်းခုံမေးမြန်းသွားလို့ရပါတယ်။ Okay. နောက်နေ့မှတွေ့တော့